ဖျားသားတော်တပါဖြစ်ပေမယ့်ညဘက်လူမသိသူမသိ KTV ခိုးသွားခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတဲ့ပျော်ပွဲမျိုးကအကြောင်းတိုင်ဆရာတော် ဒီနေ့ခင်မဆဆရာကပျက်စီးဆုပ်ယွက်လာတာနဲ့အမျှသာသနာတော်ထဲမှာလည်းပျက်စီးဆုပ်ယွက်လာတာတွေရှိပါတယ်။အယောင်ဆောင်ယတိယဟန်အတို့ရောင်တွေများလာကဝင်းကြီးနဲ့မကန့်ညင်တာတွေကိုလှုပ်ဆောင်လာကြတာရှင်။ဒီအပိုင်းအတွင်းမှာလည်းပျော်ပွဲမျိုးကဦးစင်တပါကယဟန်တို့နဲ့မတင်ရမတင်ကြောင်းမအပ်ဆက်ရမအပ်ဆက်ကြောင်းတွေကိုပြုတ်လုံလာခဲ့တာပါ။ပျော်ပွဲမျိုးပြည်တော်အေးကြောင်းတိုက်မှာကြောင်းထိုင်တဲ့အဆိုပါဖုံးကြီးကညာဘက်တွေဆိုရင် KTV ကိုသွားပြီးစားတော့ပြောပါနေခဲ့တာပါ။ ဒါကိုဘုန်းကြီးကျောင်းကိုလာနေကြဒါရိုက်ကတယောက်ကမြင်သွားခဲ့တာကြောင့်မြို့နယ်တန်ခါနိုင်ရကကိုဖုန်းဆက်ပြီးတိုင်ကြားခဲ့တာရှင်ဒီလိုတိုင်ကြားမှုကြောင့်စစ်ဆေးကြည့်တဲ့အခါမှာအရှင်မုန်နိုင်တာကတရားဟောတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ညတိုင်းမှာထွက်ထွက်သွားပြီး KTV မှာသွားခဲ့တာတွေကတက်တင်နေတကွာပေါ်လာခဲ့ပါတော့တယ်အရှင်မုန်နိုင်တာရဲ့ကားထဲမှာလူဝိအဝိစားတချို့ရှိပြီးကားပေါ်ရောက်မှအဝိစားလဲပြီး KTV ကိုသွားခဲ့တာပါဒါရီကိုလည်းတက်တည်နေတကွာမိခဲ့တာကြောင့်ဖုန်ကြီးအယောင်ဆောင်အရှင်မုဏိန်တာကမြို့နယ်တန်ခါနိုင်ရကရဲ့လူဝိလေထိန်းသိမ်းဖန်ဆီးခြင်းကိုက ခံခဲ့ရပါတယ်။ဒါပေမဲ့ပြစ်မှုကအကြောင်းရင်းမဲမဲရရမရှိတာကြောင့်ဖုန်းကြီးအတူအရှင်မုနိန်တာကဖန်စီထိန်းသိမ်းခံရပြီးလေးရမြောက်နေမှာပဲပြန်လဲလွမြောက်လာခဲ့ရပါ။ဒီလိုပြန်လဲလွမြောက်လာတဲ့အချိန်မှာတော့ဖုန်းကြီးအတူကအကြောင်းကိုပြန်လဲသွားရောက်ပြီးဝတ္ထုငွေတချို့နဲ့ကျောင်းတွင်းမှာရှိတဲ့ပရိဘောဂတချို့ကိုသူ့သဘောနဲ့သူပြန်လဲယူဆောင်သွားတယ်လို့လည်းသိရပါတယ်။တကယ်တော့အဆိုပါဖုန်းကြီးအတူကပြည်တော်ရေးကျောင်းရဲ့ကျောင်းတိုင်အနေနဲ့ဆက်ခံတာသိမကြသေးပါဘူး။အရှင်မုနိန်တာရှိကကျောင်းနိုင်ဆရာတော်ကြီးကိုယ်တိုင်ယုံကြည်မှုနဲ့လွှတ်အပ်ပေးခဲ့တာပါ။ဒါကိုဖုန်းကြီးအတူကယုံကြည် မှုကိုအလွဲသုံးစားလုပ်သွားခဲ့တာဖြစ်ပြီးဘလုတ်သိန်းတဲ့လုပ်ရက်ကိုကျွလွန်ခဲ့ရလဲဖြစ်ပါတယ်ပထမတစ်ခါတန်ခါနာယကကိုတိုင်ကြားပြီးမကြခင်မှာပဲเจ้าကိုပြန်လာကဖုန်ကြီးဘဝကရခဲ့တဲ့ဝတ္ထုငွေနဲ့ပစ္စည်းပစ္စည်းတွေကိုတည်ဆောင်သွားတာကြောင့်မြို့နယ်တန်ခါနာယကအထက်အထိသက်ဆိုင်ရာကိုတိုင်ကြားထားတာဖြစ်ပါတယ်ပိတ်သက်တို့အနေနဲ့ရောဖုန်ကြီးဝင်းနဲ့ KTV ကိုခိုးသွားနေတဲ့ပျော်ပယ်မြို့ကเจ้าနိုင်ဖုန်ကြီးနဲ့ပတ်သက်လို့အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်